ကလေး၃ယောက်ရှိတယ်။ဒါပေမဲ့ကျွန်တော်မျိုးသမီးကလုံးဝကျွန်တော်ကိုစိတ်ကျဉ်တတ်မှုတော့မရှိဘူးမပြီးဘူးဆိုပြီးပြောတယ်ပေါ့။ကိုရဲ့နောက်များနောက်နေရလားဆရာမရဲ့အချင်းကြီးကုန်ခံပြီးတော့ပုံစံလာတဲ့အခါမှာလေ။အဲ့တော့မဟုတ်ဘူးဆရာမကျွန်တော်ကလေလူချင်းတွေ့ပြီးပြောတယ်ဆိုတော့ပြောရမှာမဟုတ်ဘူး။ဒါပေမဲ့ဆရာမကလိုင်းပေါ်မှာလည်းတွေ့ရကြည်ညာလည်းကြာနေပြီပေါ့နော်။ အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲမင်းသမီးကပြီးပြီးမြောက်တယ်လို့မခံစားရဘူးဆိုပြီးအမြဲပြောတယ်ခါဒါနဲ့လည်းကလေးကိုအတော့အောင်ထွက်တယ်ပေါ့ဆိုတော့အကိုကတော့ပြောလိုက်တယ်ပေါ့နော်မဟုတ်တယ်ဆရာမအခုနောက်ဆက်တည်းကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကျွန်တော်မင်းသမီးကကျွန်တော်နဲ့ကွာရှင်းဖို့ဟိုလုံနေပြီပေါ့နော်သူ့မှလည်းနောက်တည်းကရှိနေပြီပေါ့ဟဲ့အစိတ်ဝင်စားစားကအကိုလို့အဲ့အချိန်ပေးပြီးတော့အကိုဆက်ပြောပါအောင်ဆိုပြီးတော့ဂါဂနနာဇလန်းနေမေးတဲ့ခါမှာ ဟုတ်တယ်သူတို့ကဘယ်လိုမျိုးဖြစ်တာလဲဆိုတော့အိမ်တော်ကြီးမှာအကုံအစင်ပြေတယ်စီးပွားရေးကလည်းထိုက်တင်တလောက်ပြေကြပါတယ်ပေါ့နော်အကုံလုံးရှင်မအချိန်ပေးရတယ်မဟုတ်ဆွေးနေတဲ့ခါကျရင်လည်းအိမ်တော်ကြီးလက်ပါတယ်ကျမကြီးလက်ပါတယ်အချိန်ပေးရတာဒီတိုင်းကြီးရှင်မစကားပြောတာမဟုတ်တနိုင်တလောက်အနည်းဆုံးတယောက်ကိုမပေးဘူးဆို15မိနစ်မိနစ်20ရတော့စကားပြောရတယ်အဲ့မှာသူတို့တော့စိတ်ဝင်စားတော့ရှင်မတော်တော်အချိန်ပေးလိုက်တယ်ပေါ့နော် နိုင်ဝတ်ကျော်၄၅မိနစ်တော့ဖြစ်သွားတယ်အဲ့တော့သူကအာဆရာမအာဟုတ်တယ်ကျွန်တော်တို့ clear တော့တော့တော့ရှိတယ်စီပါရေးလည်းထိုက်တဲ့လားတော့ဟိုသူကနေသူပြေလဲတဲ့ထက်မှာပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်ကြရောဆိုတော့မင်းသမီးကကျွန်တော်တို့အိမ်တော်တက်ကလည်းတဲ့၅နှစ်လောက်ရှိနေပြီမင်းသမီးကအဆင်မပြေဘူးပေါ့နည်းနည်းနေရာမပြီးဟိုငါပြီးတယ်လို့မခံစားတော့အကိုကဘယ်လိုလုံးလွယ်လဲဆိုတော့သူကယောက်ျားကဘာလို့ပြောရမလဲအဲ့ခလေးကလည်းယူတာများလို့ပေါ့နောက်ပိုင်းမှာသူကဘာဖြစ်လဲဆိုတော့ အရေကိုသူ့တွေကိုမထည့်ဘူးပေါ့နော်မထည့်ဘူးပေါ့မထည့်ဘူးအပြင်မဲ့ထုတ်တာပေါ့သူစေးမတောက်အောင်တော့ဒါကလေးလည်းမရအောင်မိမအလားမပြတ်အောင်ဆိုပြီးတော့စေးမတောက်စေးမတောက်အောင်ဆိုပြီးအပြင်ကိုထုတ်တယ်ပေါ့ပြီးမြမှုကအဲ့မှာအာမရှိဘူးနောက်တစ်ခုမေသူပြတ်နေတာကြတော့လေဟိုဘယ်လိုပြောမလဲသူကလည်းပြီးသွားရင်သူ့ကိုသူတို့ကသူပဲသူကလူကြီးတိုက်လို့ပုံစံမျိုးအသက်ကအကိုကြီးက50လောက်ရှိပြီအဲမေသူမြတ်ကြတော့သူ့ထက်တော့15နှစ်လောက်ငယ်တယ်ပေါ့နော်အဲ့တော့ အဲဘယ်လိုပြောမလဲအကိုကြီးကခုနကပြောလို့သူကပြီးသွားတာနဲ့သူကတော့တူပဲဖာတိဖာတာနေရနှွေးထွေးမှုကျင်နာမှုမရှိဘူးအဲ့တော့ဆိုလိုချင်တာကဒီဗီဒီယိုဒီမှာအမြဲတမ်းမျှဝေနေတာကလေအိမ်တော်ကြီးအရှူတော်ကရောဂျမားကြီးရှူတော်ကရောအမြဲတမ်းပြောတာနော်ဒီလိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မပြေဝရင်အိမ်တော်ကြီးမှာကခုနကလိုစီးပွားတွေရှိပြီးကလေးတွေရှိနေတော့မှခုနကလိုမိန်းမကနောက်တစ်ယောက်ထားပြီးတော့ကွာရှင်းဖို့လက်ရှိဒီအိမ်တော်နဲ့ကွာရှင်းဖို့တောင်ဖြစ်နေကြပြီဆိုတဲ့အနေထားကတကယ်ကြားလိုက်တဲ့ခါမှာရှိလာတာ အကိုတော်ကမထင်တော့သူကလာနောက်နေရဲ့အကိုအချိန်ကြီးကောင်လာနောက်နေရလားတော့ကပြောမိသေးတယ်ပေါ့နော်နောက်မှတကယ်ကြားတဲ့အခါမှာတကယ်ဒီဟာ reality ဖြစ်စဉ်ဖြစ်နေတာသူရဲ့အလောက်ကိုင်းနေပါယကျွန်မတို့ဒါအတိအကျမပြောတော့ဘူးပေါ့နော်သူရဲ့ဟိုဟာတွေဆိုတော့သူကကားမောင်းနေပေါ့နော်သူမျိုးသူကတော့ဒါပါတော့သူကအယောင်းဝယ်တစ်ခုခုလောက်တာပေါ့နော်ဆိုင်ဝင်လာတယ်ပေါ့သူကျွန်တော်စီပွားရေးလည်းပြေပြီမဲ့ဒီအိမ်တော်ကြီးမှာဒီဒုက္ခကမပြေတဲ့အခါမှာအဲယောက်ျားဘက်ကကြတော့လေသူမိမကိုအလှပြမှာဆိုတော့မိမဘက်ကကြတော့လေဒီလိုမျိုးအိမ်တော်တက်တာ15နှစ်ရှိနေပြီပြီးများမှုဆိုတာ တိစာနဲ့ပျော်ရွှင်တဲ့နှွေးထွေးရရလည်းမရဘူးသူကပြီးသွားတာနဲ့ရောကြာဟိုဘက်လက်နေတယ်နှွေးထွေးရမိမကိုသိရမလားပတ်သက်တာဘာညာမိန်းကလေးညာနှွေးထွေးမှုကိုလိုချင်တာအဲ့လိုမျိုးမရှိကြအေးအဲ့မှာအာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပြီးတော့အဲဖြစ်ကြကုန်တာပေါ့နော်ဒါကြောင့်မို့ကျွန်မဆရာလုပ်တာမဟုတ်ဘူးအဲ့တော့ဘုရားသခင်ရပါတယ်အမြင်ချင်းနဲ့အမြင်ချင်းနဲ့ထပ်တင်ပါဟုတ်ကဲ့ပါရှင်နောက်ထပ်လည်းအင်တာရင်းနဲ့ပတ်သက်တဲ့ကျမရင်းနဲ့ပတ်သက်တာလေးတွေဒီနေ့တို့ကြုံနေမှာအသေးနဲ့နှာခေါင်းကဂေါ်လီဖြုတ်လိုက်ရိုးရိုးလေးနေဂေါ်လီနဲ့နှာခေါင်းစိတ်ညစ်တယ်ဟဲ့ 管理好，对下地管好怕。